ောင်းပေါင်းမှတ်တမ်းခတ်စော်ကျုပ်အကြောင်းကိုသိရင်ကြတာလားကျုပ်ကိုစိတ်ဝင်စားတယ်ပေါ့ဟုတ်ပါတယ်လေကျုပ်တက်လုံးလှုပ်လာတဲ့လုပ်ငန်းကမတည်သေးတဲ့လူတွေအတွက်တော့စိတ်ဝင်စားစရာလည်းကောင်းပါလေကျုပ်တို့ကိုကျုပ်တို့လောကသားအချင်းချင်းတော့ခေါင်းပေါင်းလို့ခေါ်လိရှိတယ်ဗျာခေါင်းပေါင်းဆိုတာသိတယ်မလားလူခန္ဓာကိုယ်ပေါ်ဆင်းရဲတဲ့ဝိစားတွေထဲမှာထိတ်ဆုံးရနေတာကျုပ်တို့ခေါင်းပေါင်းလို့ခေါ်တာခေါင်းဆောင်လို့ခေါ်တဲ့သဘောပဲနေမယ်လို့ကျုပ်တို့ထင်တယ် ခေါင်းမောင်းဆိုတာဘယ်လိုမျိုးကြီးလဲဟုတ်လားခမားတို့အခုဘတ်စကားဂိတ်တွေဖျားဆောင်တန်းတွေမှာတွေ့နေမြင်နေရတယ်တောင်းရမ်းသူတွေကိုစောင့်ရှောက်ပေးရတဲ့သူပေါ့ဗျာကျုပ်တို့လောက်ကလူသိနေပါလေတကယ်လည်းတည်သူတော်တော်နေတာပါဘလို့မဟုတ်ဘူးမဟုတ်ဘူးကျုပ်တို့ကခမားတို့ပြောသလိုအဲ့ဒီတောင်းရမ်းစားတော့တဲ့သူတွေကိုခေါင်းပြုံဖြတ်နေကြတဲ့လူတွေလို့တော့အတိအကျဆိုလို့မရဘူးဗျာစကားကြီးစကားကြီးပြောရရင်တရောင်းစားအချင်းချင်းဘိုလူတယ်လို့ခေါ်မလား ခွက်လူတယ်လို့ခေါ်မလားအဲ့လိုကိစ္စတွေဆိုရင်ကျုပ်တို့ရဲ့မိုက်ကုံနဲ့ပြေလည်အောင်ဖြည့်ရှင်းပေးရတယ်ခလေးငယ်ငယ်တရောင်းသားလေးတွေကိုလူကောင်ကြီးအသက်ကြီးတဲ့လူတွေက အနိုင်မကျင့်အောင်လေကျုပ်တို့ကကာဝယ်ပေးရသည်တယ်အဲ့ဒီနေမီတခုထဲမှာရှိတဲ့တရောင်းသားအရေးအတွက်ကိုလည်းကျုပ်တို့ကထိန်းချုပ်ပေးရသည်တယ်ဒါမှသူစီဘောကိုစီဘောအဆင်ပြေမှာပေါ့အာဗျာဘယ်သူကတော့စေတနာနဲ့ဒီကိစ္စကိုလိုက်လို့မတော့အဲ့ဒီအတွက်သူတို့ကကျုပ်တို့ကိုတရက်ဘလောက်ဆိုပြီးယာကင်တော့ပေးရတယ် တခါတလေအပိုင်နေရအပိုင်ရက်တွေအတွက်ယာကိုင်တော့နှိမ့်မြင်လဲရှိတာပေါ့အပိုင်နေရဆိုတာပုံသေးလူစီကားတဲ့နေရာတွေပေါ့ဥပမာမြို့လေဂုံးကြော်တရားတွေပလက်ဖောင်းဘေးတွေရုပ်ရှင်ဝင်ဘေးတွေပေါ့အပိုင်ရဆိုတာကြတော့ဥပမာရွှေတုံဖျားပွဲရက်ဗျာနောက်လူစီကားတဲ့ပွဲတော်တွေပြုလုပ်တဲ့ရက်တွေပေါ့အဲ့ဒီရက်တွေမှာဘသူဘသူကဘလို့နေရာမျိုးမှာဆိုတာမျိုးကိုကျုပ်တို့ကဇာတ်ချပေးရသေးတယ်။အော်တော်တော်လုံးလို့တော့မရဘူးဗျာ ိုကနေရာခွဲပြရတယ်ဆိုတော့မိုက်ကုံတကူလည်းရှိုံနဲ့တော့မရဘူး။တမတမတ်လည်းရှိဖို့လိုတယ်။ကို့အပေါ်သူတို့ရဲ့လေးစားမှုကမရော့ဖို့လည်းလိုတယ်။ဒီတော့တရားမျှတရတယ်။အောင်မန်ခမရရဲ့သလားမရဲနဲ့ဗျ။ဒီလောကမှာကျုပ်ရက်တည်ခဲ့တာ1989ခုနှစ်ကနေ2010လောက်ကြီးပဲ။နှစ်ပေါင်း20ကျော်နော်ကုဆရာ။ပြောရရင်1990ကျော်ကနေ2000ခုနှစ်အထိကကျုပ်တို့ရဲ့ရွှေခေတ်ပဲ။ဟုတ်တယ်။ခမရပြောသလိုပဲ။ ကျုပ်တို့ကနောက်ွယ်ကနေလမ်းမဲကြီးတွေပေါ့ဗျာအင်းနောက်ွယ်အောင်ဆိုရင်မဲတခါတလေရှစ်ထွက်ရတာလည်းရှိပါလေသရောင်းသားဆိုတာအချောင်ရလို့တောင်းစားနေတယ်လို့ခမားထင်တယ်မလားမထင်နဲ့ဗျသူ့မှာလည်းပီပီပညာရလေးတွေရှိတာလူတွေပေးကျင်ကမ်းကျင်အောင်လုပ်ရတာအချိန်နေရဒါရီကလည်းထဲထွက်ရသေးတယ်ကျုပ်တို့မှာလည်းခေါင်းမောင်းလုပ်ရတယ်ဆိုတာအဲ့ဒီပညာရတွေအစုံကိုလုံးတက်ထားတာနောက်ပြီး ခလေးငါးတွေအချိန်မီပြန်မပို့လာတာတွေငွေကြေးမရှင်းတာတွေကိုပြည့်ရှင်းပေးရတာတွေရဲကကုတ်တဲ့အခါမှာလိုက်ရှင်းပေးရတာတွေနောက်နေကြော်လို့ဝိုင်းစော်ခံရရင်ဆိုင်ရနဲ့အပိုင်ကောင်းမွန်တဲ့တွားကြီးရတာတွေစုံလို့ပလုံလို့ပါပဲအဲ့ဒါတွေနောက်ပိုင်းကြုတ်သေးချာပြောပြမှာပါကြုံနံမယ်လားကြုံနံမယ်ကမောင်းလိုက်မှာဒါပေမဲ့ဒီလောကထဲမှာတော့ကြုတ်ကိုကဘာကျော်ငွေလိုင်းလို့လူသိများတယ်ဘာလို့လဲဟုတ်လားဟဲ့ဟဲ့ ရုပ်ရှင်တွေထဲမှာမိကအထူးပြုလုပ်ချက်တွေလုပ်ပေးခဲ့တယ်။ရက်ပုံမှုနဲ့ကမ္ဘာကျောင်းငွေလိုင်းကိုခမားသိရမှလား။အင်းကျုပ်လည်းသူ့လိုပဲ။အဲ့ဒီလောကထဲမှာအထူးပြုလုပ်ချက်လေးတွေဖန်ပြီးပေးရမှာနာမည်ကြီးလို့မောင်လိုင်းကနေငွေလိုင်းဖြစ်လာတာပဲ။ဘလောက်ရှုပ်ထွေးပြီးနာမည်ဆိုးတဲ့အလုပ်ကိုကျုပ်ဘာဖြစ်လို့လုပ်တာလဲ။ဟုတ်လား။ကျုပ်ပြောပြမယ်ဗျ။ဒီလိုကျုပ်တိတဆရွယ်ကလေးကအဖေကဘာမှမသိပါဘူး။ အဲ့ဒီတော့ကကျုပ်တို့နေတာကခမားတို့အခုဝေကောင်းစားလာတွေဝေပြီးဈေးဝယ်ထွက်ပျော်ပါနေကြတယ်ဂျန်ရှင်စင်တာဆိုတဲ့နာမည်ကြီးနေရာလေရေတော့ရေရတယ်အဲ့ဒါကြီးကအရင်တော့ကကြံတော့နန်းနတော်ဆိုတဲ့တင်းတန်းကုန်းနေရာကြီးဗျကျုပ်တိတက်စားမှာကလေးကအဖေရင်ဘသူဆိုတာမှမသိခဲ့ဘူးကျုပ်တိတော်ကအမေနဲ့ကျုပ်နှစ်ယောက်တည်းအဲ့ဒီတင်းချမ်းကြီးတဲ့ကကျူးကျော်ရောက်ွက်တဲ့ကတဲလေးမှာနေကြတာရောက်ွက်ကလူဆုံးပဲတကယ်အပေတွေများတယ် အဲ့ဒီတော့ကအနူလို့လူတွေခေါ်ကြတယ်အနာကြီးရောဂါတွေကြီးပေါ်တယ်နောက်ဆုံးချိန်အမေဖန်းခံရတော့ကျုပ်သက်က17နှစ်လောက်ပဲရှိဦးမယ်အမေလားကျွန်တော်တိတက်စကလေးကအမေဟာမကြကနဖန်းခံရလိုက်ပြန်လွတ်လိုက်ပါပဲအမေစီကိုယောက်ျားတွေခဏခဏလာတတ်ပါတယ်အဲ့ဒီခါကျုပ်ကအိမ်မှာရှိရင်ရှောင်မေးရတယ်အဲ့ဒီလောက်ဆိုခမည်းလဲသဘောပေါက်မှာပါဗျာဒေရိုးကြီးလည်းမပြောချင်တော့ဘူးရှက်တာထက်ကိုဘွားကိုစိတ်နာလွန်လို့ ကျုပ်ဆယ်ကျော်တက်ရောက်တော့အမေကအဲ့ဒီအလုပ်တွေကိုမလုပ်တော့ဘူးဗျ။သူ့ဘာတွေလုပ်လဲဆိုတာကိုကြုံသိတဲ့လောက်တော့ဦးနာနီစီကနေဆရာကြီးကိုတဆင့်ယူပြီးပြစ်ပါတယ်။ဆရာကြီးဆိုတာစေးကြောက်ကိုခေါ်တာပေါ့ဗျာ။နာနီဆိုတာနန္ဒတော်တင်ကြီးဆိုတာအိမ်ကြီးမှာနေတာပါ။နာနီကအနာကြီးရောဂါတယ်ပါ။ဒါမှမဟုတ်သူကတထေအမေဖမ်းခံရတဲ့အခါဒီမှာနာနီကကျွန်တော်ကိုခဏစောင့်ရှောက်ပေးတတ်ပါတယ်။စောင့်ရှောက်ပေးတယ်ဆိုတာကသူ့အိမ်ကိုခေါ်သူ့အိမ်ကအလုပ်တွေကိုကူခိုင်းပြီး ထမင်းခေါ်ကြွေးတာကိုပြောတာပါအဲ့ဒီတင်းကြိုက်တစ်ဝိုက်မှာတော့နှာနီယာဘရင်ပါပဲဒီတကောက်အဖမ်းခံရတော့အမေကျုပ်စီလုံးဝပြန်မရောက်လာတော့ပါဘူးနှာနီတို့စုံစမ်းတော့အမေဟာထောင်ဝလွတ်ပြီးပဲပြန်မလာတော့တလူလို့ထောင်ထဲမှာပဲတည်သွားတလူလို့ပေါ့နောက်တော့ကျုပ်ကနှာနီရဲ့အရက်ချက်လုပ်ငန်းရဲ့ဖြန့်ချီရေးမှာကုလို့ရတယ်နှာနီဟာအဲ့ဒီတင်းကြိုက်မှာနေတာလုပ်ငန်းမျိုးစုံရှိတယ်ဗျာပြီးတော့သူ့မှာဓာတ်ဆန်းကားလေးတစ်စီးလည်းရှိတယ် ကျုပ်လုံးကတော့နှိကင်းမဲ့သူချက်တဲ့ရက်ပုံမှာနည်းနည်းပါးပါးဝိုင်းကူညဘက်မျိုးတွေကရက်ပုံးဆိုင်တွေစီကိုသူချက်တဲ့ရက်တွေလိုက်ဖို့တဲ့အခါကားနောက်ကနေလိုက်ဖို့ပေးရတာပါပဲအဲ့ဒီတော့ကရက်တွေကိုအခုလိုပလတ်စတစ်ဂါလန်ပုံးနေတဲ့ဘာတွေထည့်တာမဟုတ်ဘူးနွားသရင်နဲ့လုံထားတယ်အိတ်ကြီးတွေရှိတယ်ထိတ်မှဘူးစုပ်အပိတ်နဲ့အဲ့ဒီအိတ်ကြီးတွေတဲကိုရက်တွေကိုထည့်ပြီးကားပေါ်မှာတင်တယ်အပေါ်ကနေဂုံရည်ကြီးကိုခင်းပြီးပြီးရင်နှာနီကမောကျုပ်ကနောက်ကနေထိုင်ပြီး အိတ်တွေမပွင့်အောင်တေချာဂရုစိုက်ပေးရတယ်။မျိုးတဲကရပုံးကန်တွေရောက်ရင်သူတို့ကပုံးနဲ့လှည့်ယူကြတယ်။အများအားဖြင့်စင်မလိုက်တဲ့ကြီးမနိုင်ကန္နာတဝိုက်ကရပုံးဆိုင်နေပေါ့။နွားသေးရဲ့အိတ်တွေကိုတုံးလာကပုံးရင်းတွေထရိုးထရောင်လဲဆိုပတ်တရောင်ရဲနဲ့တွေ့ရင်ပြဿနာတက်မှာစိုးလို့တဲ့။ပြောတာပြောနေပါလေ။တကယ်တော့အဲ့ဒီတော့ကရဲတွေကိုလည်းဦးနာနီကပိုင်တာပဲ။ဦးနာနီပြောရင်ပြီးတယ်။ကျုပ်ကဦးနာနီနဲ့အတူနီးကပ်နေရလေသူအเจ้าနေပို့တိရလေပဲ။ ခုခေတ်မှာအနာရောဂါတဲ့ဆိုကျုပ်တို့ကနှာခေါင်းရှုံကြမယ်အဲ့ဒီတော့ကဦးနာနီမှာမိမသုံးတော့ရှိတာဗျတိမ်ထဲမှာပေါင်းနေတာနော်မိမတွေကသူ့လိုဘဝတူပါသလိုတာမန်ဘာယောဂါမှမရှိတဲ့မိမတွေလည်းပါသေးတာပတ်စံပတ်စံလေးဗျာလူကနှူရင်နှူပါစေငွေကချလူချလူဆိုတဲ့အတန်လေးထွက်ရင်အေးစေးပဲငွေရှင်ဆိုဦးနာနီလုပ်ငန်းတွေကလည်းအများသာဗျအရက်ချက်ဖို့ရှိတယ်စေးကြောင်ရောင်းတယ်နံပါတ်ဖိုးလဲရတယ် နာဝယ်တဲ့လူတွေကသူ့စီကဓာတ်ရဲဝယ်ကြတဲ့ထက်တင်းတိုင်းတဲ့ကလက်လွဲခွဲရောက်တဲ့လူတွေကနေတစင်ဝယ်ကြရတာပိုးဆိုးတာကမနေနိုင်လို့တင်းတိုင်းတဲ့0အနဲ့4ချိုင်းတဲ့ကောင်တွေကိုဥနာနီအိမ်ကကောင်တွေကရိုက်လူတာရှိသေးတယ်ရသမျှဥနာနီစီအပ်ရတာအောင်းမဲဥနာနီအိမ်ကကောင်တွေဆိုလို့ကျုပ်လဲသူ့အိမ်ကကောင်တွေကတယောက်ပေါ့ဗျာကျုပ်လဲသူ့နောက်လိုက်ရင်တချို့ဂွင်တွေဆိုရင်လက်ရဲစရဲလုံးတက်လာတယ် ်ဝူနာနီရဲ့နောက်ထပ်အလုပ်တစ်ခုရှိသေးတယ်အဲ့ဒါကတော့တင်းတိုင်းထဲမှာလာနေတဲ့အနာကြီးရောရတယ်ပြီအခြားကိုလက်မတန်ဆွမ်းတဲ့လူတွေတောင်းစားတဲ့သူတွေကို तू ကအုပ်ချုပ်တာပဲပြဿနာအစုံပလုံဖြစ်လာရင် तू ကရှင်းပေးတယ်ရှင်းပေးတယ်ဆိုတာသူ့အိမ်ကပ်နေတဲ့ကျုပ်တို့တစ်တိုက်ကိုသွားဖြေရှင်းခိုင်းတာဩနောက်မှသိရတာတရောင်းသားတွေကသူတို့တောင်းရတဲ့အထဲကနေဦးနာနေကိုနေ့စဉ်ရာဂိုင်နှုံးနဲ့ငွေပေးရတဲ့အထက်ကငွေကောက်တဲ့လူတွေကတော့ခေါင်းပေါင်းလို့ခေါ်တဲ့လူတွေသူတို့ကိုတော့ ဦးနာနီကရတဲ့ငွေတွေကနေပြန်ပေးတယ်ဗျ။အဲ့ဒါဟာကျုပ်နဲ့ဒီလုံကြီးစားတွေ့တဲ့ကာလပဲ။အဲ့ဒီလုံနဲ့တွေမဟုတ်ဘူး။ကျုပ်ပထမမိန်းမနဲ့စားတွေ့တာလေဒီကာလပဲ။ဦးနာနီစီမှာအလုံးလုံးက6နှစ်လောက်ကြာလာတော့ကျုပ်ကတော်တော်များများမှာဦးနာနီရဲ့အားကိုးတာကိုခံခဲ့ရတယ်။နကောကလူကမဲမဲဗလာအတောင်းတော့ဦးနာနီအားကိုနဲ့ရိုက်ခဲနှက်ခဲတဲ့ဇာလေးကလည်းပါလာတော့တချို့ဦးနာနီလက်လို့ပြီးရှင်းခိုင်းတဲ့ပြဿနာတွေကိုလည်းကျုပ်ပဲဖြေရှင်းပေးရတယ် အများအပြားတင်းဆိုင်ထဲမှာနေတဲ့သံတောင်းသားတွေပြဿနာဆိုရင်ရှင်းရတာကျုပ်ပဲကျုပ်ကလည်းတွားရှင်းပေးနေနေတာလေဘာလို့လဲဆိုတော့အဲ့ဒီအုပ်စုထဲမှာကျုပ်နဲ့ကြိုက်နေတဲ့ကောင်မလေးရှိတယ်အေးအေးဝင်းနဲ့ဟင်အင်း तू ကမနှူပါဘူးအကောင်းပါဒါပေမဲ့လက်တွေချီတော့ तू ပါ तू အနာကြီးရောရတယ်လို့ဖြစ်အောင်လုပ်တတ်တယ်ကျုပ်ခုနကပြောတဲ့အထူးပြုလုပ်ချက်ပေါ့ဗျာချဲရဘူကပူလာတဲ့ထညက်ရဲ့အကြံတွေဘာတွေကိုယူပြီး အနာမှာရင်ကောင်အောင်လဲသူကလှုပ်တတ်တယ်။ကျုပ်လည်းအဲ့ဒီပညာတွေသူ့စီကရတာ။သူနဲ့ညားတာပေါ့ဗျာ။ကျုပ်တို့ညားတော့ကျုပ်စရာနာနေကရွှေဆွဲကျုပ်တစ်ချက်သားရန်လက်ဖွဲ့တာတော့ကျေးဇူးကြီးတယ်ဗျ။ကျုပ်ကနာနေကြီးစီမှာအလောက်ကန်ကောင်းနေတော့နောက်ပိုင်းအေးဝင်းကိုလည်းအရင်လိုအပြင်ထွက်တောင်းစားတာတွေပေးမလို့တော့ပါဘူး။ဒါပေမဲ့အေးဝင်းစီကိုသူ့လုံးပေါ်ကန်ဘက်အပေါင်းပါတွေကတော့ဝင်ထွက်နေတာပဲ။ကျွန်တော်မှအနာကြီးပြီးပုံစံဖြစ်အောင်တလက်ပြားနဲ့အဝိစုံနဲ့ခံစီ အပေါ်ကအရဲချက်တညက်ကြီးကိုနည်းနည်းဆို ပတ်တီးစီးတာတို့ဘာတို့ကိုကျုပ်မိမအေးဝင်းကကျွမ်းကျင်တယ်ဗျနောက်ပိုင်းကျုပ်လည်းအဲ့ဒီ line မှာဆရာကြီးဖြစ်လာတယ်နာနေကလည်းကျုပ်ကိုအဲ့ဒီဘက် line မှာပဲခေါင်းဆောင်ခိုင်းတော့တာတူတူပြောရရင် ကျုပ်ကိုနာနေကသူ့ကိုစားခေါင်းမောင်းနေရကိုလွှဲပေးတယ်ဗောဗျာအဲ့လိုနဲ့ကျုပ်တို့လင်မယားနေရောက်စီးပွားအဆင်ပြေပါလေအဲ့ဒီခေတ်ကဘက်ထရီအိုးနဲ့ကြည့်ရတဲ့အဖြူမဲ TV လေးတစ်လုံးတော့ကျုပ်တို့ဝယ်နိုင်ရတယ်ကျုပ်လုံလားအဲ့ဒီခေတ်တုန်းက ထိုင်သမားနဲ့လမ်းကြောင်းသမားတွေဆွဲတာအထိုင်သမားဆိုတာဖျားတွေရုပ်ရှင်အောင်တွေဂုံးကြော်တရားတွေဟုတ်ပေါ့အထူးသဖြင့်ရုပ်ရှင်အောင်တဝိုက်ပေါ့သွင်းစုဒူးပန်ဘရင်အဲ့ဒီလိုကလားကားပြားတဲ့ယုံတွေရှေ့တွေမှာကဘသူတွေတံမရတို့နေပြီးတော့လို့ရှေ့မှာဘသူတွေအဲ့လိုပေါ့ညာလမ်းကြောင်းသမားဆိုတာကဘက်စကားဘော်ရီရထားဘော်ရီကိုလှုပ်ရှားတာပေါ့အဲ့ဒါတွေတော့ဘယ်ဘူဒါဇင်ကနေဘယ်ဘူဒါဇင်အထိဘယ်မတ်တိုင်ကနေဘယ်နမတ်တိုင်အထိ ကျောက်ကသတ်မှတ်ပေးရတယ်။အင်းရံဝုံမြုပ်တစ်မြုပ်လုံးတော့ဘယ်ဟုတ်မလဲ။သူ့အပိုင်နဲ့သူ့ကောင်းမောင်းနေလည်းရှိတာပေါ့။အချင်းချင်းနားလည်မှုနဲ့ပဲနေကြတာ။ဒါပေမဲ့တော်တော်များများကကျောက်တို့ကြံတော့အုပ်စုနဲ့မလွတ်ကြပါဘူး။အချိတ်ဆက်ရှိခဲ့ကြတာကြီးပဲ။တလုတ်ကအပြောင်းလဲကခေပြောင်းပြီဆိုရှိကြတာကြီးပဲဗျ။အရေးကင်းဖြစ်ပြီးတော့တင်းကြိုင်းထဲမှာတော်တော်အခြေအနေဆိုးလေ။ပေါ်တာတွေရမ်းဆွဲတဲ့ကာလမို့ကျောက်တို့တံတောင်းသားတွေခေပြတ်တဲ့ကာလပေါ့။စစ်တပ်ကအကုန်ဆွဲတာ။ အဲ့ဒီတော့ညာပိုင်းတွင်နေပျောက်ကုန်ရဲ့တချို့လဲပေါ်တာတဲကိုပါသွားတယ်ဖြစ်ကျင်တော့နာဝတအစိုးရတက်ပြီးတဲ့နောက်ပိုင်းမှာတင်းတိုင်းတဲ့အနာကြီးရောဂါတွေကိုလည်းနေရာရွှေ့ဖို့စီမံကိန်းဆိုတာလာတယ်1992ခုနှစ်လောက်ထင်တယ်တင်းတိုင်းထဲမှာနေတဲ့ကျုပ်တို့အကုန်လုံးကိုတင်းတိုင်းထဲမှာနေခွင့်မရှိတော့ဘူးကြံတော့ကိုပြောင်းရမယ်လို့ဆိုလာတယ်တင်းတိုင်းနဲ့အကုန်ကျွာလေကြတာသရောင်းသားတွေစေးသမားတွေစေးရောက်တဲ့လူတွေအရက်ပုံးချက်တဲ့ဖို့တွေအကုန်လုံးစစ်တပ်နဲ့ဝင်ပစ်တာ ဒါပေမဲ့ကျုပ်ကကံကောင်းတယ်ဗျ။အရင်ဦးနာနီစီကိုအရက်ပုံးတွေလိုက်ဖို့တော့ကစင်မလိုက်တဲ့ကနေအရက်ပုံးတွေဖွင့်ထားတဲ့ဦးလေးတယောက်ကကျုပ်နဲ့အရန်ခင်တာ။ "तू ကထောက်ချက်ကိုမလိုက်သွားပဲစင်မလိုက်ဝတ်သက်ုံနာကသူ့တဲကိုဈေးသက်သက်သာနဲ့ငှားပေးမယ်လို့ပြောတယ်။မိမနဲ့တိုင်ပင်ပြီးအဲ့ဒီကိုပြောင်းလာလိုက်တယ်။စူဆောင်းထားတာလေးတွေပဲပါတာပေါ့ဗျာ။အဲ့ဒီချိန်တော့ကလေးကလည်းတယောက်ရနေပြီအစင်ကလည်းလုံးဝမပြေဘူးမိမကတော့ကြုတ်ကိုနားလဲပေးတယ် မျိုးထဲမှာသူအရင် လုံနေကြဟာလေးတွေလုံမယ်ဆိုပြီးပြောတယ်ပထမတော့ကျုပ်ကလက်မခံဘူးကျုပ်ဝတ်တက်ရုံမှာလုံဖို့ပြောကြည့်တယ်ခေတ်ကလည်းပြက်ကားသားဆိုတော့အဲ့ဒီမှာလူတွေကစုပြုံနေတယ်အဆင်မပြေဘူးနောက်ဆုံးစောင်းဝင်နေကလည်းကြက်တဲလာတယ်မိန်းမပြောတာကိုကျုပ်လက်ခံလိုက်တာဟောကျုပ်နဲ့ကျုပ်မိန်းမမျိုးရဲဘက်ကိုခြေဆန့်တယ်မိန်းမကခလေးပွေပြီးရုပ်ရှင်ုံတွေရွှေတွေကိုလိုက်ထိုင်တယ်ရှင်းရှင်းပြောရရင်တောင်းစားတာပေါ့ဗျာပတ်စံရကြတယ်ဗျာ ကျုပ်ကဟိုနာဒီနာထိုင်ပေါ့နောက်တော့ရုပ်ရှင်လက်မှတ်မှောင်ကိုလုတ်တဲ့လူတွေနဲ့ရင်းနှီးလာတယ်ရုပ်ရှင်လက်မှတ်မှောင်ကိုလုတ်တယ်ရုပ်ရှင်လက်မှတ်မှောင်ကိုကြတော့ကျုပ်တို့ကနောက်မှဝင်တိုးလာဆိုတော့တိတ်တော့အစဉ်ပြေလာတယ်မဟုတ်ဘူးလက်မှတ်မှောင်ကိုဘွားကတနေ့နေ့လောက်ကြတယ်မိမကလည်းခလေးပွေပြီးထိုင်နေုံနဲ့ဝင်ငေကရနေတာကိုဗျနောက်တော့ကြံတော်ထဲမှာတော့ကကျုပ်တို့နဲ့အတူတူအလုံးလုံးခဲ့တဲ့လူတွေတစ်ပြေးပြေးမျိုးတွေကိုပြန်တွေ့လာတယ် ဘသူတွေကမှာရောတောင်းစားတဲ့လူတွေပေါ့ဗျာအမှန်ပြောရင်တို့နဲ့ကျုပ်အချိန်ဆက်လုပ်လို့ရလာပြီတို့ကလည်းကျုပ်ကိုအားကိုးကြတယ်ကျုပ်ကလည်းလက်မှတ်မောင်းကိုလုပ်ရင်ရဲတွေစီပင်တွေနဲ့အဝင်ထွက်ရှိတာကိုအဲ့ဒီလောကထဲတစ်ခေါက်ပြန်ရောက်ရောပေါ့ဗျာတကယ်တော့ကျုပ်ကနှာနိနေရကိုပြန်ယူလိုက်ရတဲ့သဘောနှာနိလားထောက်ကြံ့ရောက်တယ်ထောက်ကြံ့ကနေတစင်လဲကူဘက်ကနေမယန်းကြောင်ဘက်ကိုထပ်ပို့ခံရတယ်မိသားစုလိုက်ပို့ခံရတာ အဲ့ဒီမှာပဲငှက်ဖျားမိပြီးစုံးနေကြရတာပဲဒီတခါကျုပ်တို့လုပ်ငန်းပြန်ဖြစ်လာတော့အရင်ကတည်းကလက်ဆောက်ကိုပြရတယ်ကျန်တော်တော့ကကျုပ်လို့တွေကူလို့ပေးခဲ့တယ်တင်လင်းနဲ့လည်းပြန်တွေ့တယ်ကြောက်တရားကနေရွှေတကုံအထိကျုပ်နဲ့တင်လင်းနဲ့ကန်ရတယ်15ရောက်တော့ကိုစီမံပေးရတယ်ဟာလက်ရဲစရဲတော့ရှိရတယ်ဗျမလွယ်ဘူးတချို့နှာနီးလက်ထက်ကလေးကလှုပ်လာတဲ့လူတွေကတော့သဘောပေါက်တယ်တချို့ကဒီလိုင်းနဲ့အစ်စ်ဝင်လာကြတာအာ ပြဿနာတွေကတပုံကြီးပဲအနှုတ်ရောအကျမ်းမှာအစုံနဲ့ရှင်းရတာဆိုင်ယာနယ်မြေကလူမိုက်တွေနဲ့လည်းပေါင်းအသင်းရသေးတာပေါ့နောက်ပိုင်းစင်ပြေလာတော့ကျုံဝင်းမအေးဝင်းကတောင်းစားတဲ့လူတွေကိုအရင်လိုဒဏ်ရာအတုတွေလုပ်ပေးတာတွေပါပြီးပြန်လုပ်တယ်ကျုပ်တို့စင်မလိုက်ကနေလှိုင်းသာရောင်ကိုပြောင်းပြစ်တယ်ချားတဲ့လူရိုင်းမှုနဲ့ကျုပ်အဖမ်းခံရသေးတယ်ဒီလိုပါပဲတောင်းတဲ့သူအချင်းချင်းနေကြော်ရဲဆိုပြီးညှိရရကနေခေါင်းပေါင်းချင်းမှညှိရတာ ကျုံနဲ့တင်လေးနဲ့ဝိုင်းရလိုက်တာဖြစ်တာကလည်းအဲ့ဒီတော့ကနာမည်ကြီးတယ်အလုံးစိုးရည်ကြီးကိုတွင်ထဲမှာဖြစ်ဖြစ်ချင်းကိုစိုးမြတ်ကြီးစီကတ်ရတာဟောကိုစိုးမြတ်ကြီးကလည်းစင်မလိုက်ဝတ်တယုံနာနေကြတဲ့ကလူမိုက်အေယာမိတ်ဆက်ပေးလို့ကျုံနဲ့တည်တယ်လူမိုက်အေယာဆိုတာကကျုံတို့တင်းကြိုင်းထွက်ပါပဲငယ်တငယ်ချင်းတွေဟောစိုးမြတ်ကြီးကိုလည်းအေယာပဲမိတ်ဆက်ပေးခဲ့တာပါကိုစိုးမြတ်ကြီးကူညီပါတယ်သူကရဲစခန်းတို့တရားရုံးတို့ဆိုရင်သိပ်ပိုင်တာကို နေရောက်တဲ့ကတယောက်ပဲထောင်ကြခံလိုက်တာပေါ့ကျုပ်ပဲထောင်ကြခံလိုက်ပါတယ်တင်းနေကခလေး9ယောက်နဲ့အဆင်မပြေဘူးလေထောင်တစ်နှစ်ကြာတယ်ကျုပ်ပြန်ထွက်လာတော့လုပ်ငန်းကတော်တော်လေးလဲပတ်နေပြီဗျကျုပ်ထောင်ကြတဲ့အချိန်တင်းလင်းနဲ့ကျုပ်မိသားစုကိုကူညီပေးတယ်အော်မန်နောက်ပိုင်းခလေး9ပြီတောင်းတာတော့ဘာလို့တော့ဖြစ်နေတာလိုင်းသားရမျိုးတက်ကတဲ့ကသာအားလုံးကစီးပွားရေးကြက်တဲနေကြတယ်အဲ့ဒီတော့မိဘတွေကခလေးတွေကိုမျိုးတဲ့တည့်ရဘလောက်ဆိုပြီးငှားတဲ့ပေးလိုက်တာမျိုးလဲ ရှိတယ်ဗျခလေးတွေကိုပွေပြီးတောင်းကြတာအေးတချို့လည်းကိုခလေးနဲ့ကိုတောင်းကြတာပါခလေးငါကိစ္စကြရင်ကျုပ်တို့ကအာမခံပေးရတယ်ငွေပေးငွေယူကအစားဂျားအစီမံပေးရတာပေါ့နောက်ပိုင်းမိမကခလေးသုံးယောက်ရလာတယ်ကျုပ်ကသူ့လုံပင်းနေကြဒဏ်ရာတွေလောက်တာဂျိုင်းနောက်တွေငားတာခလေးတွေငားတာကိုပါလုံပေးရတယ်ကျုပ်အောင်မှာ ခလေးတွေကလည်းငားအောင်လို့ရလာတယ်ခေါင်းမောင်းတွေတော်တော်များများကနောက်ပေါက်တွေကျုပ်ကြံတော့မှာနှာနိခေကလေးကဝိုင်းရဲဆိုတော့ ဲ့ဒီလောကလူတွေတော်တော်များများကြားမှာဩဇာတစ်ခုရှိတာပေါ့ခွက်လောကမှာငွေလိုင်းဆိုမီးစေတဲ့အဆင့်ဖြစ်လာတယ်ခွက်လောကဆိုတာတောင်းစားတဲ့လူတွေလောကကိုပြောတာပါဗျလူသစ်တွေလည်းမနှဲတိုးလာတယ်လိုင်းသာရောင်ကလည်းတေဃာသာခေတ်ဆိုတော့လူတွေကစင်းရကြတယ်အဲ့ဒီလူတွေထဲမှာလူသစ်တွေကအရန်တိုးတာအဲ့ဒီနေရာမှာကျုပ်စကကြီးစကကြီးပြောတာမဟုတ်ဘူးမြို့နယ်၄ခုလောက်မှာတောင်းရစားတဲ့လူက90လောက်ကို စီမံခန့်ဝဲပေးရတာမလွယ်ဘူးဗျာ လမ်းကြောင်းတွေအပိုင်တွေကရှုပ်လာတယ်။အဲ့ဒီလောကမှာကျုပ်နှစ်ပေါင်း20ကျော်ကြာခဲ့တယ်။ကျုပ်နဲ့ကျုပ်မင်းမှာအဲ့ဒီအလုံးနဲ့ပဲကလေးတွေကိုပြုစုခဲ့ကြတာ။သမီးကမြောက်ဒီမှာအခုခေါက်ဆွဲဆံတွေဖွင့်ထားတယ်။ဒါကတော့မလေးရှားရောက်နေပြီ။လှိုင်းသားရောင်မှာအိမ်ဝိုင်းလေးဝင်နိုင်တယ်။နောက်ဆုံးဒီအလုပ်ကိုစက်မလုပ်ဖြစ်တာတောင်းရတဲ့ပုံစံတွေပြောင်းလဲလာလဲပါလေအနာရီပြတနာကြပါခေကကုံခဲ့ပြီအခုကတန်တန်ပြန်ပြန်လေးဝေ တနခါလေးဖုံနေအောင်လေစာရွက်လေးတွေကွန်ပျူတာစာစီပြီးလိုက်ဝေတယ်ပြီးတော့ပဇန်လိုက်သိနေကဲဘလောက်ဆင့်မြင့်လဲစကားတော့တလုံးမှပြောစရာမလိုဘူးအဲ့ဒီစာရွက်ပေါ်မှာဇလန်းလေးတွေရေးရဆင်ရတာပေါ့နောက်ပါအဲ့ဒီကလေးတွေကိုလေခေါင်းပေါင်းတွေသူ့ဟာသူရှိကြပါလေကျုပ်ကတော့နှစ်ပေါင်းများစွာအလုပ်ကိုစွန့်လွတ်လိုက်တာအခုဆိုရင်9နှစ်လောက်ရှိပြီဝီလန်ကြီးခေါင်းပေါင်းချွတ်လိုက်ပြီပေါ့ဗျာ ကျေနပ်ပါတယ်။ကျုံသားသမီးတွေလက်ထက်မှာကျုပ်တို့လိုအလုပ်တွေနဲ့မလုပ်ခဲ့ရလို့ပဲ။ကိုမျိုးဆက်လေးတန်သွားရင်ပဲကျုပ်ကျေနပ်ပါတယ်ဗျာ။ကိုရဲ့ငယ်ဘဝကကြံတော့တင်းတိုင်းတွေကစခဲ့ပြီ။လမ်းပေါ်ကလူတွေကိုဖြန်ကြခဲ့ရတာမဟုတ်လား။ကဲကျုပ်လည်းမောပြီဗျာ။ခမားတို့အထင်သေးရင်သေးအထင်ကြီးရင်ကြီးကျုပ်တော့တိတ်အာရုံမထားပါဘူး။အခုအချိန်မှာဒါတွေလည်းမလိုတော့ပါဘူး။ဖះလုံးတော့မာရင်ကတရောင်းသားဘွားရောက်ခဲ့သေးတာပဲကျုပ်တို့လည်းဘွားကပေးတဲ့နေရာနေရတာပဲမဟုတ်လား အခုတော့ဓာရီတိတ်အေးမကြီးပါဘူးကျုပ်လည်းတားနဲ့သမီးပို့တဲ့ငွေလေးနဲ့ဘာသာရေးလေးလုံးအေးစစ်စစ်လေးပဲနေတော့တယ်ငွေလန်ကြီးခေါင်းပေါင်းကျုပ်ပြီပေါ့ဗျာနော်ခမားကြီးမဲ့ကျုပ်เจ้าနာမည်ဘယ်လိုပေးရမလဲဟုတ်လားဖြစ်ရလေဗျာစာရေးစရာကကျုပ်လို့စာမတက်ဘာမတက်ကောင်ကိုပြန်မေးရတယ်လို့အေးဗျာရှင်းရှင်းလေးပါပဲငွေလန်ဆိုတဲ့သရောင်းသားခေါင်းပေါင်းရဲ့မှတ်တမ်းမို့လို့ခေါင်းပေါင်းမှတ်တမ်းလို့သာပေးလိုက်ဗျာခေါင်းပေါင်းမှတ်တမ်း 唔卖糊啦，古时咳嗽。